အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့အောင်မေပါကျွန်တော်ဒီနေ့မှာတော့ဒီကျွန်တော်တို့မိတ်ဆွေတို့အတွက်ဒီကျွန်တော်တို့ဒီ80 video တွေကိုကြည့်လို့ရမယ့်နေလန်နေပေါ့နော်ကျွန်တော်တို့ခေါင်းကြီးတို့အတွက်ဒါကျွန်တော်တို့ဇလန်ကောင်းကောင်းလေးတွေ80 video ကောင်းကောင်းလေးလေးကြည့်ကျင်နေဆိုရင်တော့ဒါကျွန်တော်တို့ဒီ Quick Software ကိုဘယ်လိုမျိုးဖွင့်ရမလဲဆိုတာကိုကျွန်တော်ဒီနေ့ပြန်လဲမျှဝေပေးမယ်ပေါ့နော်အဲ့ဒါကတော့ဒါဒီ view fan ကဒါယောက်ျားလေးအတွက်တည်တံ့ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒါ software language အနေနဲ့ဒါကျွန်တော်ရဲ့ ဒီ software တွေကိုဘယ်လိုအသုံးပြုရတယ်ဘယ်လိုပွင့်ရလဲဆိုတာကိုကျွန်တော်ကရည်ရွယ်ပြီးတော့တင်ပြတာပေါ့နော်ဆိုတော့ဒီ software လေးကိုဘယ်လိုမျိုးဖွင့်ပြီးအသုံးပြုရမလဲဆိုတာကိုကျွန်တော်ဒီနေ့ပြန်လည်းမျှဝေပေးပါမယ် okay ကျွန်တော်ဗီဒီယိုဖိုင်လေးမစတင်ခင်မှာကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာကျွန်တော်ရဲ့ YouTube channel လေးကိုအနည်းအောင် subscribe မနှိရသေးဘူးဆိုရင်လည်းကျွန်တော်တို့တွေဗီဒီယိုဖိုင်ရဲ့အောက်မှာရှိတဲ့ဒီအနည်းအောင် subscribe ဆိုတာလေးကိုနှိပ်ထားပေးဖို့ကျွန်တော်တောင်းဆိုပါရစေ။ကျွန်တော် subscribe ဆိုတာကိုနှိပ်ပြီးပြီဆိုရင်လည်း ဒီကျွန်တော်နိပညာနယ်ပတ်သက်တဲ့ဗီဒီယိုဖိုင်တွေကိုတင်နိုင်မှာမိတ်ဆွေတို့အနေနဲ့ပထမအဦးဆုံးတင်ရှင်းနိုင်ဖို့အတွက်ကျွန်တော်တို့တွေဒီစောကရဲ့ဘေးနားမှာရှိတဲ့ခေါလုံးလေးနေရာမှာလဲဩဆိုတာကိုနှိပ်ထားပေးခဲ့ပါတကယ်လို့မိတ်ဆွေတို့ကမြန်မာဘာသာအနေနဲ့ထားတယ်ဆိုရင်တော့ကျွန်တော်တို့စည်ရင်တွင်ရန်ဆိုတာကိုနှိပ်ထားပေးခဲ့ပါတော့โอเคကျွန်တော်တို့စောကလောက်ပြတာပြီဆိုရင်ကျွန်တော်တို့ဒီ software လေးကိုပထမအဦးဆုံးဒေါင်းလုဒ်ဆွဲပုံစံနည်းလေးကိုကျွန်တော်ပြပေးမယ်ပေါ့နော်အဲ့တော့ဒီ software လေးကဘယ်နေရာမှာအသုံးပြုလဲဆိုရင်ကျွန်တော်တို့ဒီ Facebook လိုပဲပေါ့နော်သူကဒီတခြားသူတွေတင်ထားတဲ့ပို့တွေ video တွေကိုကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့နော် အဓိကကတော့ဒါကျွန်တော်တို့ခေါင်းကြီးတို့စိတ်ကြိုက်တာ AD လေးကြီးလို့ရမယ်ပေါ့နော်ဒီကျွန်တော်တို့ဒီ set chip plate လေးကြီးလို့ရမယ် Okay ဒါဆိုရင်ကျွန်တော်တို့ဒီ software လေးကိုဘယ်လိုမျိုး download ဆွဲမလဲဆိုတော့ကျွန်တော်ပြပေးမယ်ကျွန်တော်ပြန်ပြီးတော့ဒီ software လေးကိုပြန်ဖြတ်လိုက်မယ်ပြန်ဖြတ်ပြီးတော့ကျွန်တော်အစားဆုံး download လုပ်ပြမယ်ပေါ့နော် ကျွန်တော်တို့ကဒီ software လေးကို download ဆွဲဖို့အတွက်ပထမဆုံးမိတ်ဆွေတို့ရဲ့ဖုန်းထဲကရှိတဲ့ကျွန်တော် Play Store မှာသွားပြီးတော့ download ဆွဲမယ်ပေါ့နော်ကျွန်တော် Play Store ကိုကျွန်တော်ဖွင့်လိုက်မယ် Okay ကျွန်တော်က Play Store ရောက်ပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ကဒီ VK လို့ပဲကျွန်တော်ရိုက်လိုက်ပေါ့နော် VK လို့ရိုက်လိုက်ပါ VK လို့ရိုက်လိုက်လို့ချင်းကျွန်တော်တို့ဒီအပေါ်ဆုံးမှာပေါ်လာတဲ့ဒီ software လေးကိုကျွန်တော်တို့ဒီမှာ install ဆိုတာကိုနှုတ်လိုက်ပေါ့နော် ကျွန်တော် install လုပ်တာလေးကိုခဏဆောက်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဖုန်းထဲကို install လုပ်နေတယ်သူကကျွန်တော်တို့ဒီထဲမှာတချင်းနေရော video file နေရောကျွန်တော်တို့အများကြီးကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့နော်သူက Facebook လိုပဲကျွန်တော်တို့အသုံးပြုလို့ရတယ်ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာ software လေး download ဆွဲတာကျွန်တော်တို့ပြီးသွားပြီဆိုတော့ software လေး download ဆွဲပြီးသွားပြီဆိုရင်တော့ဒီ software လေးကိုကျွန်တော်တို့ဘယ်လိုဖွင့်ရမလဲဘယ်လိုမျိုးအသုံးပြုရမလဲဆိုတော့ကျွန်တော်ဒီနေ့ပြန်လဲမျှဝေပေးမယ်ပေါ့နော်ကျွန်တော်နဲ့ဒီလိုက်လုပ်ကြည့်ပါ ပထမဆုံးအနေနဲ့ကျွန်တော်ဒီ software လေးဖုန်းနဲ့ရလာပြီဆိုရင်ကျွန်တော် software လေးကိုကျွန်တော်တစ်ချက်ဖွင့်လိုက်မယ် Okay software လေးဖွင့်လိုက်တဲ့အခါမှာကျွန်တော်တို့ကဒီမှာ site app ကဲကျွန်တော်ဒီမှာ site in ရဲ့ဆိုပြီးကျွန်တော်နှစ်ခုရှိတယ်တကယ်လို့မိတ်ဆွေတို့ကအကောက်ဖွင့်မိတာရှိတယ်ဆိုရင်ကျွန်တော်တို့ကဒီအပေါ်ဆုံးကနေ site app ဆိုတာကိုနှိပ်ပြီးတော့ဝင်လို့ရတယ်တကယ်လို့ကျွန်တော်မိတ်ဆွေတို့ကဖွင့်အကောက်မရှိတဲ့ဘူးဆိုရင်ကျွန်တော်ဒီမှာ site in ဆိုတဲ့နေရာကိုနှိပ်ပြီးတော့ကျွန်တော်တို့အကောက်အတွက်ဖွင့်လို့ရတယ်ကျွန်တော်တို့ကအကောက်ကိုအလွယ်ကူဆုံးနဲ့ဖွင့်ကျင်နေဆိုရင်တော့ကျွန်တော်တို့ Facebook account နဲ့ကျွန်တော်တို့ချိန်ပြီးတော့လည်းဒီအကောက်ကိုကျွန်တော်တို့ဖွင့်လို့ရရေပေါ့နော် ဆိုတော့ Facebook Facebook account နဲ့ကျွန်တော်ဘယ်လိုမျိုးချိန်မလဲဆိုရင်ကျွန်တော်ဒီမှာစာရင် web ဒါ Facebook account ဆိုတော့နှိပ်လိုက်ရင်ကျွန်တော်ဒါ Facebook account နဲ့ချိန်တဲ့ဆန်နဲ့ဒါကျွန်တော်တို့ auto အောက်ကပွင့်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒါမိတ်ဆွေတို့ကစာရင် web Facebook account ကိုနှိပ်လိုက်လို့လည်းရတယ်လို့ကျွန်တော်ဒီမှာအောက်ကနေပြီးတော့စာရင်ဆိုတာကိုနှိပ်ပြီးတော့ကျော်ဂျီမေးနဲ့ဒါ Facebook number နဲ့ထည့်ပြီးတော့ကျွန်တော်တို့ဝင်လို့ရတယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်မိတ်ဆွေတွေကိုနားလဲကျွန်တော်ကတော့အလွယ်ကူဆုံးအနေနဲ့ဒီကျွန်တော် Facebook account နဲ့ပဲကျွန်တော်ဝင်ပြမယ်အလားကပို့ပြီးတော့လည်းလွယ်ကူတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ ဒီမှာစအင်ဝက်ဖေးဖို့ဆိုတော့ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဆိုတော့မိတ်ဆွေတို့ကလည်းကျွန်တော်ပြရတဲ့အတိုင်းလိုက်လို့ပေါ့နော်ဒါကအလွယ်ကူဆုံးနည်းလမ်းပေါ့နော် Okay ကျွန်တော်တို့ဒီနေရာကိုရောက်လာပြီဆိုရင်ကျွန်တော်ကျွန်တော်မိတ်ဆွေတို့ကဒီမှာကျွန်တော်တို့ကကျွန်တော်တို့ရဲ့နာမည်နဲ့ဒီနေရာမှာသူကတစ်ချက်ပေါ်လာပါလိမ့်မယ်ဆိုတော့မိတ်ဆွေတို့ Facebook account နာမည်နဲ့ဒီမှာကျွန်တော်တို့ကဒီကျွန်တော်ဝက်ပြထားတဲ့အပြာရောင်နေရာလေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်ပေးလိုက်ပေါ့နော်အဲ့ဒါလိုမျိုးနှိပ်လိုက်ပြီဆိုရင်မိတ်ဆွေတို့ရဲ့ Facebook notification မှာကျွန်တော်တို့ပြလိုက်မယ်ပေါ့နော်မိတ်ဆွေတို့ ဒီအောက်ကို तू ကချိတ်ချက်မလားဆိုပြီးပြလာလိမ့်မယ်။ Okay ကျွန်တော်ကတော့ဒီမှာပြာရောင်ကွန်းတန်းဆိုတာလေးကိုကျွန်တော်တစ်ချက်နှိမ့်လိုက်မယ်။ Okay ဒီမှာကျွန်တော်ခဏစောင့်ကြည့်မယ်။ Okay အဒီညာရောက်လာပြီဆိုရင် तू ကကျွန်တော်တို့ကိုဖုန်းနံပါတ်ထည့်ခိုင်းနေပေါ့နော်။ဆိုတော့မိတ်ဆွေတို့ဖုန်းနံပါတ်ရှိတဲ့ဖုန်းနံပါတ်ကိုကျွန်တော်ရိုက်ထည့်ပေးလိုက်ပေါ့နော်။ ဆိုတော့ဒီဘက်မှာကျွန်တော်တို့ကဗန်နိုင်ငံမှာနေတာလေကျွန်တော်တို့နေရနိုင်ငံဒီလိုက်ဒူကာဒီကျွန်တော်တို့ခြေရဘာကုတ်တွေကျွန်တော်ကြာလာလိမ့်မယ်ပေါ့နော်ကျွန်တော်ကတော့ထိုင်းနိုင်ငံမှာနေရဖြစ်တဲ့အတွက်ခြေရအပေါင်း66နေနဲ့ကြာလာတယ်ဒီကောမက်ဆီတို့ကပြန်မယူမှာနေရဆိုရင်တော့အပေါင်း9ငါးကိုပေါ့နော်ဆိုတော့နိုင်ငံအလိုက်ဒါကုတ်နိုင်ငံနဲ့ကိုတို့ကကြာလာလိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီမှာကျွန်တော်ဖုန်းနံပါတ်ကိုကျွန်တော်ထည့်ပေးလိုက်မယ်โอเคကျွန်တော်တို့ဖုန်းနံပါတ်ကိုထည့်ပြတာပြီဆိုရင်ကျွန်တော်ဒီမှာနေဆိုတာကိုကျွန်တော်နေမယ်ပေါ့နော် ဒီမှာကျွန်တော်ဖုန်းနံပါတ်ထည့်ပြီးရင်အောက်က net ဆိုတာကိုကျွန်တော်တို့နှိပ်လိုက်မယ်ပေါ့နော် okay အဲကျွန်တော်တို့ net ဆိုတာနှိပ်ပြီးတော့ပြီဆိုရင်ဒီကကျွန်တော်တို့ဖုန်းနံပါတ်ထဲမှာဒီကကုန်းနံပါတ်တွေကျွန်တော်ပို့လာပေးမယ်အဲ့ဒီဖုန်းနံပါတ်ကိုပို့လာလဲကုန်းနံပါတ်ကိုကျွန်တော်တို့ confirm လုပ်ပေးရမယ်ပေါ့နော်အဲ okay ဒါဆိုရင်ကျွန်တော်ဒီမှာကုန်းနံပါတ်ကိုပို့လာပြီဆိုရင်ကျွန်တော်ဒီမှာ out now all away ဆိုတာလေးကိုကျွန်တော်တို့ချက်နှိပ်ပေးလိုက်ပါဒီပြောင်လေးကိုချက်နှိပ်ပေးလိုက်လို့ရှိရင်ဒါကုန်းနံပါတ်ကကျွန်တော်ရိုက်စရာမလိုဘူးအတူတူ auto ရောက်လာလိမ့်မယ်ဆိုတော့ကျွန်တော်တို့ကခဏဆောင်းလိုက်မယ် โอเคဒီနေရာကလည်းလာပြီဆိုတော့ကျွန်တော်တို့ကမေးနဲ့ဖေးမဲ့ကျွန်တော်နှစ်ခုရှိတယ်ပေါ့เนาะကျွန်တော်တို့ကနေအကောက်မှာဓာတ်ပုံတွေပါလေတင်ခြင်းနေဆိုရင်တော့ဒီကင်မရာပုံလေးကိုနှိုက်ပြီးတော့အာဓာတ်ပုံတွေပါလေတင်လို့ရတယ်ဒါကြောင့်ဓာတ်ပုံတွေပါလေမတင်ခြင်းမှုဆိုရင်လည်းကျွန်တော်တို့ကိစ္စမရှိဘူးဒီနေရာမှာယောက်ျားမိန်းမနှစ်ခုထည့်ရနေပြီးတော့တစ်ခုကိုရွေးပေးလိုက်ပေါ့เนาะကျွန်တော်တို့ကြိုက်တာတစ်ခုကိုရွေးပေးလိုက်ပါကျွန်တော်တနေ့တရားတစ်ခုကိုရွေးပြီးပြီဆိုရင်တော့ကျွန်တော်ဒီအောက်ကနေပြီးတော့ကျွန်တော်ဒီမှာအောက်မှာရှိတဲ့နှိပ်ဆိုတာကိုကျွန်တော်တို့ထပ်ပြီးတော့နှိပ်လိုက်မယ်ပေါ့เนาะ โอเคကျွန်တော်နိုင်ကနေပြတာပြီဆိုရင်ကျွန်တော်ဒီနေရာမှာ select date ပေါ့เนาะကျွန်တော်တို့ရဲ့မွေးတက်ခရစ်ကိုကျွန်တော်ဒီနေရာမှာလာပြီးတော့ထည့်ပေးရမှာဖြစ်တယ်ပေါ့เนาะဆိုတော့မွေးတက်ခရစ်ကတော့ကျွန်တော်တို့မှန်မှန်နဲ့တိတ်တော့ပြဿနာမရှိဘူးကျွန်တော်တို့ထည့်ခြင်းနဲ့တက်ခရစ်ကိုလာကျွန်တော်ရိုက်ပြီးတော့ထည့်ပေးလိုက်ပါ ဒီမှာကျွန်တော်တို့မွေးတက်ကလေးကိုဒီနေရာမှာကျွန်တော်တို့မွေးတက်ကလေးအမှန်ထားလို့ရရတယ်နော်ကျွန်တော်တို့မှန်မှန်လည်းပြဿနာမရှိဘူးအကောင်းဆုံးကတော့ကျွန်တော်တို့ဆက်ချင်းနဲ့အထက်မှာဖြစ်နေပိုကောင်းနေပေါ့နော်โอเคကျွန်တော်ဒီနေရာမှာရောက်ပြီဆိုရင်ကျွန်တော်ဒီမှာမွေးတက်ကလေးကိုကျွန်တော်ဒီမှာယူပြီးရင်ကျွန်တော်ဒီနေရာမှာရက်ကိုလည်းကျွန်တော်ယူပေးပါဦးမလို့ကျွန်တော်တို့ဗန်နီရက်နေလဲဆိုတော့ကျွန်တော်ယူပြီးပါရက်ကိုယူပြီးပြီဆိုရင်ကျွန်တော်ဒီမှာ okay ဆိုတာကိုကျွန်တော်နှိမ့်လိုက်ပေါ့နော်ကျွန်တော်ဒီမှာ okay ဆိုတာကိုကျွန်တော်နှိမ့်လိုက်မယ်โอเคကိုနှိမ့်ပြီးတာပြီဆိုရင်ကျွန်တော်ကဒီနေရာမှာ အဒီမှာနှိပ်ဆိုတာကိုကျွန်တော်ထပ်ပြီးတော့ပြန်နှိပ်လိုက်မယ်ပေါ့နော်နောက်တစ်ဆင့်အနေနဲ့နှိပ်ကိုကျွန်တော်နှိပ်မယ် Okay အဲ့ဒီညကိုရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ site in with facebook account နဲ့ဝင်လို့ရသလိုကျွန်တော်တို့ကအဒီမှာအပေါ်ကနေပြီးတော့ skip ဆိုတာလေးကိုနှိပ်ပြီးတော့လည်းကျွန်တော်တို့ဝင်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော် facebook နဲ့ချိန်ရှင်လည်းရတယ် facebook နဲ့မချိန်လည်းရတယ်ဆိုတော့ကျွန်တော်ကတော့မစိတ်တော့ဘူးကျွန်တော်ကကြော်လိုက်တော့မယ်ကျွန်တော်ဒီမှာအပေါ်က skip ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ ကွန်တက်ဖုန်းနံပါတ်ပေါ့နော်ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့အာဖုန်းနံပါတ်တွေချာခြင်းလားကျွန်တော်ဖုန်းနံပါတ်တွေနဲ့တကယ်ချင်းဖြစ်ခြင်းလဲဆိုရင်ချာလိုက်ပေါ့နော်ကျွန်တော်ကတော့မချာဘူးကျွန်တော်စကစ်ဆိုတာကိုထပ်နေပြီးတော့ကျွန်တော်သွားမယ်ဒီပေါ်ဆုံးကကျွန်တော်တို့ကစကစ်ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့နှိပ်လိုက်ပေါ့နော် ကျွန်တော်ဒီနေရာမှာရောက်လာပြီဆိုရင်ကျွန်တော်တို့ကဘယ်ဟာကိုလိုချင်တာလဲပေါ့နော်ကျွန်တော်တို့ကနေတရားတစ်ခုကိုရွေးပေးလိုက်ပါကျွန်တော်တို့က gaming နဲ့ပတ်သက်ဆိုရင် game ပေါ့ကွာကျွန်တော် movie ဆိုရင်လည်း movie music ဆိုလည်း music ကျွန်တော်တို့က ID ဆိုလည်း ID sport ပေါ့နော်ကျန်းမာရေးနဲ့ပတ်သက်တာဆိုလည်းကျန်းမာရေးနဲ့ပတ်သက်တာဟာပြီးရင်ကျွန်တော်ခီးတွားနဲ့ပတ်သက်တာဆိုလည်းခီးတွားနဲ့ပတ်သက်တာဟာကျွန်တော်တို့ကိုကိုရွေးလိုက်ပေါ့နော်အကျွန်တော်ကဒီနေရာမှာကျွန်တော်တို့ကတော့ဒါ movie ပေါ့နော်ကျွန်တော်တို့ကပေါ့ဒီရုပ်ရှင်ဇာတ်လမ်းတွေကြည့်ကြင်တာရုပ်ရှင်တွေပါကြည့်ကြင်တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာ movie ဆိုတာကိုကျွန်တော်ရွေးပေးလိုက်မယ် โอเคကျွန်တော် movie ကိုနှက်ပြတာပြီဆိုရင်ဒီနေရာမှာသူကဒါရုပ်ရှင်တွေဇလန်းတွေတင်တဲ့ဟာလေးကျွန်တော်ဒီမှာပြလာလိုက်မယ်ပေါ့နော်ဆိုတော့ဒီထဲမှာခေါင်းကြီးလို့ကြည့်ခြင်းနဲ့ဟာပေါ့နော်ကျွန်တော်တို့အဲ့ဒီဒီမှာခေါင်းကြီးလို့ကြည့်ခြင်းနဲ့ the structure plate တွေဆိုရင်တော့ကျွန်တော်ဒီမှာလာပြီးလိုက်ချလို့ရတယ်ဒီအပေါ်မှာလည်းကျွန်တော်တို့ကချက်ပေါက်မှာရိုက်ပြီးချလို့ရတယ်โอเคကျွန်တော်ကဒီနေရာမှာဘလူးမှာကျွန်တော်တို့ follow မလုပ်သေးဘူးကျွန်တော်ဒီမှာကျွန်တော်ပြထားတဲ့ဒီမှာ content ပေါ့နော်အဖြူအောင်လေးနဲ့ဒီအောက်ကဟာလေးကိုကျွန်တော်တို့ထပ်ပြီးတော့နှိပ်မယ်โอเคကျွန်တော်နဲ့လိုက်ပြီဆိုရင်တော့သူကဒါဘလို့အသုံးပြရမယ်ဆိုတော့ကျွန်တော်လိုက်ပြီးပြလိုက်မယ်ဒီမှာကင်မရာလေးနှိပ်ပြီးတော့ဒါ ကျွန်တော်တို့အကောင့်ကိုကြည့်လို့ရမယ်ကျွန်တော်တို့ရဲ့ profile နဲ့ကြည့်လို့ရမယ်စသင်းနေပါလေကျွန်တော်တို့ချိန်လို့ရမယ်ပေါ့နော်အဲဒီထက်မှဆိုရင်ဒါကျွန်တော်တို့ကြည့်ကျင်တဲ့ဟာတွေခေါင်းကြီးလို့ကြည့်ကျင်တဲ့ subject palette တွေပေါ့နော်ကျွန်တော်တို့ AD လေးကိုဒီထက်မှလာပြီးတော့ဒီအပေါ်က6ပေါက်မှာကျွန်တော်ရိုက်ပြီးတော့ like ချလို့ရပြီပေါ့နော်ဆိုတော့ ကျွန်တော်ကတော့ဒါ YouTube မှာပြန်ပြီးတော့တင်มาဖြစ်တဲ့အတွက်ကျွန်တော်ရိုက်ပြီးတော့မပြတော့ဘူးပေါ့နော်အဲ့ကြာမပြဘူးဒါကကျွန်တော် YouTube ရဲ့ CMC ကနေလည်းဒါမကိုက်ညီဘူးပေါ့နော်ကျွန်တော်ကတော့ software ကိုဘယ်လိုဖွင့်ရမလဲဘယ်လိုအသုံးပြုရမလဲဆိုတော့လောက်ကိုကျွန်တော်ပြပေးมาဖြစ်တယ်ပေါ့နော်ဆိုတော့ software ကိုလည်းဖွင့်ဖို့ဖွင့်နေတူတူဆိုရင်တော့ခေါင်းကြီးလို့စိတ်ကြိုက်အဲ့ဒီမှာသွားပြီးတော့ကျွန်တော်တို့ video လေးကိုခြားပြီးတော့ကြည့်လို့ရပြီပေါ့နော် Okay အဲ့ကျွန်တော်ဗီဒီယိုလေးကိုတော့ကျွန်တော်ဒီလောက်လေးပဲကျွန်တော်ဆုံးတက်လိုက်မယ်ပေါ့နော်အစားအနေဆုံးနေချစ်ချိုးပေးရတော့ကျွန်တော်အားလုံးကိုကျေးဇူးတင်ပါတယ်